ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါကျွန်တော်ရဲ့ recap channel ကနေပြန်လဲပြီးတော့ကြိုးစိုးပါရစေဆိုတော့ဒီနေ့မှာကတော့ရှေ့ရဒီမှာဆက်လက်ပြီးတော့တင်ဆက်ပေးနေခဲ့တဲ့ Netflix ကနေ2025ခုနှစ်မှာထုတ်လွှင့်ခဲ့တဲ့အသစ်ဆက်ဆက် drama series လေးဖြစ်တဲ့ One Life Gives You Tangerines ဆက်လက်ပြီးတော့အပိုင်းဆက်ကိုတင်ဆက်ပေးမှာဒီနေ့ကတော့အပိုင်း9ဖြစ်ပါတယ်ခင်ဗျာအဲ့တော့မကြည့်ရသေးတဲ့သူတွေအပိုင်းတစ်ကဆက်ပြီးတော့ရင်သွားကြည့်ပေးဖို့လေမေတ္တာရက်ခံပါစေဒီနေ့အစီအစဉ်လဲ VPN လေးဖွင့်ပြီးတော့ကြည့်ပေးမယ်ဆိုရင်လဲ Jesus 2တင်မှာဖြစ်ပါတယ် ဆိုတော့ဒီဇာကားလေးကိုအချင်းချင်းပြောရမယ်ဆိုတော့ကျွန်တော်တကယ်ငယ်ငယ်တုန်းကငယ်ချစ်တွေရဲ့အကြောင်းကိုတော်တော်လေးကောင်းတဲ့ဖန်တီးတင်ဆက်မှုမျိုးနဲ့ရိုက်ကူးထားတာဖြစ်ပြီးတော့ဒီထဲမှာကျွန်တော်ရဲ့အချစ်တော်အာယူနဲ့ပတ်ဖို့ဂန်းတို့ပြန်ပြီးတော့ကမ်ဘက်လောက်လာခဲ့လို့လည်းပြောပါတယ်ခင်ဗျအဲ့လို series လေးပေါ့တော့ဆိုတော့1960ကာလကိုအခြေပြုတာဖြစ်တဲ့အတွက်ဟိုးတုန်းကကိုရီးယားလူမျိုးတွေရဲ့လူနေမှုစရိုက်တွေလည်းများစွာမြင်တွေ့ခံစားမှာဖြစ်ပါတယ်ဆိုတော့ပြောနေကြပါတယ်ခင်ဗျအပိုင်းခုနှစ်ကျော်ဒီနေ့မှကြည့်ရှုခံစားလိုက်အောင်ပါခင်ဗျ ဒီပိုင်းဆောင်မှာတော့ရန်ကုန်မြောင်းစိုးတက်ကတော်ဝင်ခွင့်ရတာကြောင့်ကျုံးဘွားလူတွေကဂုံပြူနေကြပါလေ။အန်နာမှာတော့88ကြိမ်မြောက်စိုးအိုလံပစ်အားကစားပွဲတော်အတွက်စီကားတိုင်းမြိုက်စွာနဲ့ကျင်းပနေကြပါလေ။ဒါပေမဲ့ဒီအိုလံပစ်ပွဲအတွက်ဂျေဒီကျွန်းရဲ့တန်ငါသေးဈေးတန်းကိုဖျက်ဆီးပစ်ကြပါတော့တယ်။တက်ဆိုင်လူတွေဟာဈေးတန်းတွေကဈေးတွေရဲ့ဘန်းတွေကိုမှောက်ပစ်သိမ်းပစ်လိုက်ကြပါလေ။တကယ်တော့အိုလံပစ်အပြေးသမားတွေဟာဈေးတန်းလမ်းကြောကနေဖျက်ပစ်ရမှာဖြစ်လို့အခုလိုမျိုးအကုန်လုံးကိုရှင်းလင်းထားလိုက်ကြတာပါ။ ဒီဘီကနေအမေရိကလူတွေလည်းအကုန်လုံးကြည်နေကြကြောင်းဥကလီစာတွေထုတ်ပြီးတော့အညီရောက်တွေနဲ့ကအစိမပြေနိုင်ပါဘူးအစိုးရကလည်းမြင်ကွင်းမှာမတင်ဒေါ်လာတွေကုန်ရှင်းထားဖို့ပြောထားတာကြောင့်ပါပဲဒါမဲ့ဘဝရှင်တိုင်းအတွက်စူးစမ်းနေသူတွေကိုတားနေတာဖြစ်တဲ့အတွက်အားလုံးကတော့ဒေါသတွေထွက်နေကြပါလိမ့်ရွာသကြီးကလည်းအစိုးရဘက်ကလိုက်ပြီးတော့ပြောပြတာကြောင့်မိနစ်ပိုင်းစာလေးအတွက်တရက်တာရမယ်ထမင်းဘိုးတွေကိုဖြတ်တောက်ပစ်ခဲ့ကြပါလိမ့်အဲဒီမှာတော့ရွာသားတွေကဒူးရွာသကြီး OS ကိုတားကြပါတော့တယ် ရွာတကြီးကတော့မြောက်ကိုရီးယားကအိုလံပစ်ကိုဖျက်ဆီးလိုက်ရင်ဂွန်ကန်တောင် ပေါက်ကွဲသွားတာနဲ့စိုးတစ်ခုလုံးရေလွှမ်းသွားလိမ့်မယ်လို့ပြောနေပါတယ်။အိုင်နာမှာတော့ရွာသားတွေကရွာတကြီးကိုရိုက်နှက်ကြပြီးတော့ဆိုင်းယာတွေကလည်းတားဆီးထားကြပါတယ်။အဲ့လိုဖြစ်ပြီးတဲ့နောက်မှာအဲဆုံးတယောက်လူအုပ်ကြားတွေကထွက်လာပြီးတော့ကားရှိမှလဲချလိုက်ပါတယ်။အဲဆုံးကရွာတကြီးအတင်းထခိုင်းနေမယ်မထပဲကြပြာကိုသာယွန့်နေခဲ့တာပါ။အဲဆုံးကရွာသားတွေနဲ့ရင်ပေါင်တန်းပြီးတော့ဂျဲကြီးကျွန်းကိုကာကွယ်နေခဲ့ပါတယ်။ရွာသားတွေကလည်းတရက်စာစားစိတ်အတွက်ရွာတကြီးကိုကျင်းသည်ပြန်ယော်ဖို့ပြောလိုက်ပါတယ်။ ိုင်းနောက်မှာတော့ရွာလုံးကနောက်ရွာကြီးဖြစ်မဲ့လူကိုအတင်းတွန်းပို့ကြတာကြောင့်အဲဆုံးကိုဝိုင်းပြီးတော့ရွေးချယ်ကြပါလိမ့်ရွာသားတွေကတော့ရွာသားကြီးကအိုလံပစ်ဦးစီးတဲ့ကောင်ရီနာကတ်ပြီးတော့ဖားရနေတာကြောင့်ဒေါသထွက်နေကြပါလိမ့်ဒါပေမဲ့အဲဆုံးကတော့နိုင်ငံကြီးကိုတကယ်ကိုစိတ်ဝင်စားတာကြောင့်မလုံချင်မလို့သားညင်းနေကြတာပါရင်ကုန်သမားတွေကတော့ဂွန်ရှိရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အဲဆုံးကိုပြောနေပါလိမ့်ဒါပေမဲ့တော့ဂွန်ရှိကကံပိုင်းကာလာပီပီနိုအီဘူးတွေလိုက်ပြီးတော့ဝင်နေတာပါကွမ်ရှိကတော့အဲဆုံးကငငယ်ငယ်ကလေးကညံကောင်းတဲ့ခေါင်းဆောင်ခေါင်းမလို့ရွေးခန်းစေခြင်းနေပါလေ ကွမ်ရှိကသူ့ဘွားမှာအဲဆွန်းလောက်ညံကောင်းတဲ့မိန်းကလေးမျိုးမတွေ့ဘူးလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ငါးဖန်းသမားတွေကလည်းအဲဆွန်းညံကောင်းလို့သာကွမ်ရှိကိုတင်းမောခေါင်းဆောင်ဖြစ်အောင်လုပ်ပေးနိုင်တာလို့ပြောပါတယ်။ပြီးတော့ငါးဖန်းသမားတွေကကွမ်ရှိတကယ်အဲဆွန်းကိုရွာသကြီးဖြစ်စေချင်တာလားလို့မေးလိုက်ပါတယ်။ဒါပြင်အဲဆွန်းကရွာသကြီးဖြစ်လို့ရှိရင်ဒိုဒုံရဲ့ပထမဆုံးမိန်းကလေးရွာသကြီးဖြစ်မှာပါ။ကွမ်ရှိကတော့အဲဆွန်းကပထမဆုံးရွာသကြီးဖြစ်လာလို့ရှိရင်သူလည်းပထမဆုံးရွာသကြီးရဲ့ခင်မုန်းဖြစ်လာတော့မှမလို့လေးစားခံမှာပဲလို့ပြောလိုက်ပါတယ်။ ဂွမ်ရှိကငယ်စဉ်ကတည်းကတမရာရောရွာတကြီးရောလှုပ်ချင်တဲ့အဲဆုံးကိုခုချိန်ထိထောက်ပံ့ပေးနေတာပါအဲနောက်မှာတော့ငါးဖန်းသမားတွေကအဲဆုံးကအင်အားကြီးတဲ့သူကိုပြိုင်နေရတာကြောင့်ပို့ပြီးတော့တရီထားရမယ်လို့ပြောနေပါတယ်တမမာတော့ရွာတကြီးကရွာသားတွေကိုရှယ်ကျွေးမွေးပြီးတော့မဲဆွယ်နေခဲ့ပါတယ်ပြီးတော့ရွာတကြီးကအဲဆုံးထက်သူကဒီရွာသားပို့စစ်ပြီးတော့ခေါင်းဆောင်ကလည်းလူတိုင်းလှုပ်လို့မရတာကြောင့်သူကပို့ပြီးတော့ထိုက်တန်တယ်လို့ပြောနေခဲ့ပါတယ်ဒါမဲ့ရွာသားတွေကဂွမ်ရှိကဂုံပြုတ်လက်မှတ်ပေးမယ်ပြောထားကြောင်းရွာတကြီးကိုပြောပြလိုက်ပါတယ် ပြီးတော့ဂွမ်ရှင်းရဲ့အဲဆုံးကအသက်၈၈နှစ်ကလေးကထွက်ပြေးပြီးတော့ကလေးမွေးထားကြောင်းပြောပါတယ်။ဒါမဲ့ရွာအဖွားတယောက်ကတော့အဲ့ဒီမွေးထားတဲ့ကလေးကအခုဆိုဇိုးတက်ကတော့ပါတက်နေတဲ့အကြောင်းကိုပြောပါတယ်။အဲ့နမှာတော့အဲဆုံးကတားရဲ့အကြောင်းဆရာခေါ်တာကြောင့်ကြောကြောမော့မော့နဲ့အကြောင်းကိုရောက်သွားခဲ့ပါတယ်။အဲ့နမှာတော့အဲဆုံးကအလှပြင်ဆင်လာပြီးတော့ဇပင်ညှက်လာတဲ့ပြင်ကျောင်းတော်မြန်နပန်းလောက်အောင်ပန်းဦးလေးပါယူလာပါတယ်။ဒါမဲ့ကျောင်းတော်တဲ့အခါမှာတခြားအမေတွေရှိမနေပဲသူ့တယောက်သေးတာအခေါ်ခံလိုက်ရတာပါ။ အဲ့တော့မတော်ဆရာဖြစ်သူထွက်လာပြီးတော့အဲဆုံးကိုသူနဲ့အတူအပြင်ကိုလိုက်လာခဲ့ဖို့စိတ်ပြက်လက်ပြက်နဲ့ပြောနေခဲ့ပါတယ်။အဲ့ဒါကတော့ဆရာရီကားကစာလုံးတွေကိုလိုက်ဖြုတ်ထားတာပါ။အုံမြောင်းအဲ့လိုမျိုးဆရာရီကားကစာလုံးတွေကိုဖြုတ်ထားတယ်ပြင်ကျောင်းကြီးရဲ့ကားကစာလုံးကိုပါဖြုတ်ထားခဲ့တာဖြစ်ပါတယ်။အုံမြောင်းကဘတ်ကားလက်မှတ်၁၀ဆောင်တွဲကိုတော့စက်တစ်ဆောင်ဖြစ်အောင်ဖြတ်ပေးပြီးတော့190တောင်းပါတယ်။ပြီးတော့လမ်းလျှောက်လမ်းမှာအကျွေးစီးပြစ်ဒဏ်ကစားတာကလည်းရန်အုံမြောင်းပဲဖြစ်ပါတယ်။ဆရာကတော့ရန်အုံမြောင်းကကျောင်းလာပြီးတော့ပတ်စံရှာနေတဲ့ကျောင်းကိုပြောပြလိုက်တာပါ။ ဇာကတော့သမီးကိုပဲထိမ့်ပြီးတော့တားကိုဖြစ်ချင်အဖြစ်လက်လွှတ်ထားလိုက်တာလားလို့မေးနေပါနဲ့အဲနောက်အဲဆုံးကတားကိုစိတ်ဆိုးပြီးတော့သူ့ကိုစကားလာမပြောဘူးနဲ့အနာကတော့လာကတ်မလျှောက်ဖို့တော့ပြောနေပါတယ်တားပြေသွားအဲဆုံးစူမာဆိုးလို့မိဘဆရာတွေးဆောင်ပွဲလို့လိန်ပြောခဲ့ပါတယ်အဲဆုံးလည်းလှုပ်ခိုင်းနေစာကြတော့မလှုပ်ပဲပတ်စံရှာနေအုံမြောင်းကိုစူပါတော့တယ်အဲဆုံးကဂုံမြောင်းရဲ့တဝက်လောက်တော့လိုက်ပြီးတော့ကြိုးစားပေးကိုပြောပြီးတော့တိုက်တွန်းနေပါတယ်ဒါမဲ့အုံမြောင်းကတော့ဂုံမြောင်းရဲ့တဝက်ပဲဖြစ်ဖြစ်လှုပ်နိုင်မှာအဲဆုံးခေါင်းဆောင်ဖြစ်မှာမလားလို့ထားပြီးတော့မေးလိုက်ပါတယ် ပြီးတော့ဩမြောင်းကအုံနောက်ဆိုရလဲမျိုးဘီဇမလို့ခေါင်းဆောင်မဖြစ်မှာဆိုလို့လားဆိုပြီးတော့မေးပါတယ်။ဩမြောင်းကအမေဖြစ်သူအဲဆုံးကအမဖြစ်တဲ့ဂွန်မြောင်းအမေပဲဖြစ်ခြင်းပြီးတော့သူ့ကိုတော့ရှက်နေရမလားလို့မေးလိုက်တာပါ။အဲတော့မှတော့ဂွန်မြောင်းတက္ကသိုလ်ကျောင်းဆင်တာနဲ့သူ့ကိုလာခေါ်တဲ့ကားစီကိုသွားနေပါတယ်။အတန်းဖော်ကျောင်းသူတွေကတော့ဂွန်မြောင်းကိုမြင်ပြီးတော့တက္ကသိုလ်ကျောင်းသားအဲ့လိုကားမျိုးမစီးနိုင်တာကြောင့်မဟုတ်ဘူးယူဒိတ်လုပ်ပြီးတော့ဦးလေးကြီးနဲ့တွဲနေလို့ထင်နေခဲ့တာပါ။ဒါမဲ့ကားရေကထွက်လာတာကကောင်းလေးငငယ်ချောချောလေးဖြစ်ပြီးတော့ဂွန်မြောင်းကိုတကားဖွင့်ပေးနေခဲ့ပါတယ်။ အဲ့ဒါမှတော့ရွာသကြီးကအဲဆုံးတို့မိသားစုမှာအမေဖြစ်သူအဲဆုံးကယောက်ျားနဲ့ထွက်ပြေးတာကြောင့်ယဉ်ကျေးမှုမရှိဘူးလို့ပြောနေခဲ့ပါတယ်။ရွာသားတွေကတော့ရွာသကြီးကသူများမကောင်းကြောင်ပြောဖို့လူတွေစုပြီးတော့တတ်တပ်ပတ်ဆံဖြုံးနေရပါပဲလားလို့ပြောနေခဲ့တာပါ။ရွာသားတွေကတော့အဲဆုံးကစိတ်ထားကောင်းလို့သာတီးခံနေရဖြစ်ပြီးတော့အေးသားသမီးကိုထိပါလိုက်တော့တေးတာပေါ့ပြန်ပြီးတော့ရန်တွေးနိုင်တယ်လို့ပြောနေကြပါတယ်။ရွာသကြီးကတော့သူကနိုင်ငံတော်လှူထားတဲ့သူဖြစ်ပြီးတော့အဲဆုံးလိုလူမျိုးကတော့ဘယ်တော့မှလူဘူးမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲဆုံးကအပေါ်ကြီးပြောမနေပဲဂရိနဲ့ပဲအနိုင်ယူမယ်လို့ပြောလိုက်တာပါ။ တကယ်တော့အဲဆွမ်းကဆက်ပြပေးတာဝတ်သားကျွေးတာလိုမျိုးရွာသားတွေကိုပေးကမ်းပြီးတော့မဲမဆွဲပါဘူး။ဒါမဲ့ရင်ကုန်းသမားတွေကတော့ရွာကြီးကစီးရင်ကြော်တာကြောင့်ပုံစံအမှန်ကိုရွာသားတွေတီးတင်တယ်လို့ပြောနေကြပါတယ်။အဲဒါမှတော့ရွာကြီးကရွာသားတွေကိုကျွေးမဲ့ခေါက်ဆွဲမရသေးတဲ့အတွက်မိမဖြစ်သူကိုအော်ငေါက်ငန်းနေခဲ့ပါတယ်။မိမတော့ဘာတခုမှပြန်မပြောပေမဲ့ရွာကြီးကအိမ်ပြန်ရင်ကားပေါ်မှာတက်ဖဲတယောက်တည်းလမ်းလျှောက်ပြန်လို့အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။ရွာသားတွေရွာကြီးကျွေးတဲ့ဝတ်သားနဲ့ခေါက်ဆွဲကိုစားပြီးတော့ဒီတိုင်းပဲဒုတိယနေရာမှာနေလိုက်တော့ဖို့ပြောနေခဲ့တာပါ။ ။ရွာကြီးကတော့မရတဲ့နီးနဲ့မဲဆွယ်နေပြီးတော့အဲဆုံးတို့အိမ်ကိုကကန်ဆိုးနေတာလို့ပြောနေပါလေ။ပြီးတော့ရွာကြီးကသူ့သမီးဟွန်းစုဟာအမျော်မြင်ရှိပြီးတော့တည်ငိမ့်တဲ့ကလေးပဲလို့ပြောလိုက်ပါသေးတယ်။အဲနောက်မှာတော့ရွာကြီးနဲ့အိမ်ချမ်းမီအကျိုးဆောင်ကအတူတူတောက်ရင်လည်းစကားထိုင်ပြောနေကြပါလေ။ဒီလိုနှာခေါင်းပေါက်တော့ပဲရှိတဲ့ကျွန်းလေးမှာအိမ်ချမ်းမီအကျိုးဆောင်လောက်တာကများများဆဆဘာမှမရတာကြောင့်အိုလံပစ်ကော်မတီကိုကူညီပေးနေကြတာပါ။ဒါပေမဲ့ရင်ကုန်းသမားတွေကမလိုချင်ခဲ့ကြပါဘူး။အဲကြောင့်ရွာကြီးကတော့မီစုအတွက်ဘလိုပဲဖြစ်ဖြစ်ရွေးကောက်ပွဲမှာအနိုင်ရအောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ် ။အဲ့တော့မှရွာကြီးကသူနဲ့မီးစုတော့ခွဲဝေစားတဲ့အနေနဲ့သူက80အာခံလုံးမီးစုက30အာခံလုံးခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ရွာကြီးကသူကပတ်စံကြောင့်မဟုတ်ပဲအိုလံပစ်ကြောင့်သာရှေးထွက်နေရဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။အဲ့တော့မှရွာကြီးကမီးစုကိုကြီးစဲနေပြီးတော့မီးစုကလည်းမြောင်းဖောင်းနေခဲ့ပါတယ်။အဲ့ချိန်မှာပဲအဲဆုံးနဲ့ရင်ကုန်းသမားအဖွဲ့တို့ရောက်လာခဲ့ကြပါတော့တယ်။ဒါအောင်မြင်သွားတဲ့အဲဆုံးနဲ့မြင်ကွင်းကယုံဖို့ကောင်းလွန်တာအကြောင်းကိုပြောဆိုနေပါတော့တယ်။အဲဒါကြောင့်မီးစုလည်းရှက်ရှက်နဲ့ချက်ချင်းပဲထားပြန်သွားခဲ့ပါတယ်။အဲ့တော့မှရွာကြီးကလည်းသူစားအမဲငါးလေး လွတ်သွားတာကြောင့်အဲဆုံးတို့ဒေါသထွက်နေခဲ့ပါလေရင်ကုန်သမားတွေကတော့သူများမိန်းမကိုခြေထောက်နှိပ်ပေးဖို့အတွက်ရွာကြီးဖြစ်ချင်နေလားလို့မေးလိုက်ပါလေရွာကြီးလည်းကြပြားကြပြားဖြစ်သွားပြီးတော့မိစုကခြေထောက်ကန့်နေတဲ့အကြောင်းကိုပြောနေခဲ့ပါလေဒါပေမဲ့ရင်ကုန်သမားတွေကတော့ရွာကြီးမိန်းမဖြစ်သူကပင်ပမှန်အလုံးလုံးပေးရတာကြောင့်တကလုံးကြိုက်ခဲနေနိုင်တယ်လို့ပြောလိုက်တာပါရင်ကုန်းသမားတွေကတော့ဒီအကြောင်းကိုအကုန်လုံးမသိသိအောင်လိုက်ပြောပြီးတော့အဲဆုံးကိုရွာကြီးဖြစ်အောင်တင်ပေးမယ်လို့ပြောနေကြပါတယ်။အဲဆုံးကိုရံလည်းရွာကြီးကိုချင်းချောက်လိုက်တဲ့အတွက်ရွာကြီးလည်းအကြက်ရိုက်သွားပါတယ်။ အဲ့နမှာတော့အဲဆုံးကသူ့ရဲ့ထားလောင်းစူးစမ်းမှုတွေအကြောင်းပဲရွာတကြီးတယောက်ဖြစ်လာခဲ့ပါတော့တယ်။အဲဆုံးတယောက်နှစ်သိုးရဲ့နှစ်ဖူးကိုတဲ့တဲ့မှန်အောင်ပြစ်ပြီးတော့ရလာတဲ့နေရာကောင်းတို့ကရွာသားတွေကအဲဆုံးကိုအားပါရရနဲ့ဂျိုးစုံနေကြပါတယ်။အဲဆုံးကဂျဲကျူးကျွန်းရဲ့ပထမဆုံးမိမရွာတကြီးလည်းဖြစ်လာခဲ့တော့တာပါ။အဲအဲ့နောက်မှာတော့အဲဆုံးကရွာသားတွေကိုစံကိတ်တွေမာကောလီတွေတိုက်ကျွေးပါတယ်။ရွာတကြီးဆိုတဲ့နာမည်ကောင်းတစ်ခုကပဲအဲဆုံးကိုလှုပ်ကင်လို့နိုင်ခဲ့ပါတယ်။ဒုနဲ့နှစ်တွေကြာလိုက်နောက်မှာတော့အဲဆုံးကအယောင်းဝမ်ဖန်ကလပ်နဲ့ပူးပေါင်းပြီးတော့နာမည်ပြောင်းနေတဲ့ ရွာသကြီးအိုလို့နာမည်ကိုရခဲ့ပါတော့တယ်အဲ့လိုအဲဆိုရင်ကျန်းသစ္စာကျင်းစုပွဲကိုရွာသကြီးအောင်ရောက်လာခဲ့ပါတယ်ရွာကြီးဟောင်းကတော့မကျေနပ်ပေမဲ့သူ့ရဲ့ဆက်ခံသူနေရာရာသွားတဲ့အိုရဲ့ဆုံးရဲ့ကျန်းသစ္စာကျင်းစုပွဲကိုလက်လုံးမခံနိုင်တာကြောင့်ရောက်လာတာလို့ပြောနေခဲ့ပါတယ်ရွာကြီးဟောင်းကတော့အဲဆုံးလှုပ်တတ်တာအကြံပေးတာပဲရှိတာလို့ပြောနေပါတယ်ရွာသားတွေကတော့ရွာလူကြီးဟောင်းသာမလိုက်လူတွေကမကောင်းကြောင်ပြောပြမှာသေးကြတယ်လို့ပြောနေပါတယ်။ရွာကြီးဟောင်းလို့အဲ့လိုတွေပြောမှတွေမခံနိုင်လို့သူ့ဘာသာနှုတ်ထွက်တာလို့ပြောလိုက်ပါတယ်။ တကယ်လည်းကျိုးမမရွာလူကြီးအောင်ဆန်ကီနဲ့မီဆူရဲ့ခြေပွားနှိပ်တဲ့အကြောင်းကိုကြော်ကြလို့နေခဲ့တာပါဆန်ကီကတော့မီဆူ၆ရောက်ဘေးမှာအိပ်ပျော်သွားတယ်လို့လိန်နေတော့ပါပဲအဲ့ဒါမှတော့အဲဆွန်းရောက်ခမကအဲဆွန်းရဲ့ဂုံပြူပွဲအတွက်ရေငုံသမိုင်းနဲ့အတူတူချက်ပြုတ်ပေးနေပါတယ်ရောက်ခမတော့အဲဆွန်းကဂွမ်ရှင်းနဲ့တွေ့ပြီးကလေးကပြောင်းလဲသွားတာလို့ပြောနေခဲ့ပါတယ်ရေငုံသမားတွေကတော့ဂွမ်ရှင်းမေကလူတွေအားကြရအောင်ပုံကြီးချဲ့နေရလို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့အဲဆွန်းကမုံတွေလာယူနဲ့လန့်သွားပါတယ် ယောက်ခမတော့သူ့ကိုအလုံးထဲမှာမတွေ့ဘူးတာနဲ့လမ်းစရာမလိုပါဘူးလို့ခတ်မှာမှာပဲပြန်ပြောလိုက်တာပါအဲဆိုတော့ယောက်ခမကြောင့်မဟုတ်ပဲသူ့ရဲ့ပြိုင်ဘက်လူရဲ့အမျိုးသမီးကိုမုံတွေလှုပ်ခိုင်းနေတာကြောင့်ပဲဖြစ်ပါတယ်အဲနောက်မှာတော့ရွာသားတွေကဆန်ကီအတင်းကိုပြောနေကြတာကြောင့်အဲဆိုလဲဂယူမဆိုင်ဖို့ပြောနေခဲ့ပါတယ်အဲဆိုတော့ဒီလိုအချိန်မှာဒါရီကြားနေရတဲ့အတွက်အားနာတဲ့ကြောင့်ဆန်ကီမိမကိုပြောလိုက်ပါတယ်ဆန်ကီမိမတော့ဒီကျိုးမမယောက်ျားမရွေးတတ်တဲ့အထဲမှာအလားပင်ဆိုင်ကရောင်းစုအိမ်ချမ်းမင်းကျိုးဆောင်မီစုနဲ့သူလဲပါတယ်လို့ပြောနေပါတယ်အဲဆိုတော့အတင်းချောမြူပြီးတော့အိမ်ပြန်ခိုင်းပြီမဲ့ ဇန်ကီမိမကတော့စိတ်ညစ်နဲ့ဆက်ပြီးတော့တောင်းနေခဲ့ပါတယ်။ဒါပေမဲ့အန်ဆောရသူ့ဘွဲအတွက်ဇန်ကီမိမကမုံလုံပေးတာကိုမြင်တော့စိတ်ထဲမကောင်းဖြစ်နေရပါ။ဇန်ကီမိမကတော့သူလည်းအဲ့လိုလှုပ်ချင်ပေမဲ့သူကအခွင့်အူးခံဖြစ်နေတာလို့ပြောလိုက်ပါတယ်။ပြီးတော့ဇန်ကီမိမကအန်ဆောကိုမဲပေးခဲ့တာကြောင့်အန်ဆောကိုတိုင်သူ့ကိုတစ်ခွက်လောက်ငှဲ့ပေးဖို့ပြောနေပါတယ်။ဒါပေမဲ့အန်ဆောကတော့ခုအိမ်ပြန်လာတဲ့သေတဲ့နေ့ထိတသက်လုံးဇန်ကီကိုမဲပေးခဲ့တယ်လို့လိန်ပြောပေးပါလို့တောင်းဆိုနေပါတယ်။အဲ့နောက်မှာတော့မူးယူလာတဲ့ဇန်ကီကသူ့မိမကိုဘသူ့ကိုမဲပေးခဲ့တာလဲလို့မေးနေပါတယ်။ ါမှမိမဖြစ်သူကဘာမှမဖြစ်တာကြောင့်တားဖြစ်သူကတော့ပြဿနာမရှာဘူးပြောနေပါလေပြီးတော့ဆန်ကီယာအုတ်ချုပ်မှုကအဲဆုံးဂုံပြွေးဝဲနေမှာလာပြီးတော့သူ့တုံးကမလာတာကြောင့်ဒေါသတွေထွက်နေခဲ့တာပါတကယ်တော့ကွမ်ရှက်ကဂုံထူးဆောင်ပွဲရခဲ့တာကြောင့်အုတ်ချုပ်မှုကရောက်လာတာဖြစ်ပါကွမ်ရှက်ကလူတယောက်ရင်နစ်တာမြင်ပြီးတော့ရေထဲခုန်ချဆင်းပြီးတော့ကဲခဲ့တာကြောင့်ဂုံထူးဆောင်ပွဲကိုရထားခဲ့တာပါဆန်ကီယာကသူလည်းလူတယောက်ရင်နစ်တာမြင်လို့ကတော့အကြိမ်ပေါင်းမနည်းရေထဲခုန်ချမှလို့ပြောနေပါလေဆန်ကီယာကဒီမှာရှိတဲ့လူတိုင်းကွမ်ရှက်ကိုသဘောကျကြတာကြောင့် ဒေါသထွက်နေခဲ့တာပါတပတ်မှာတော့အဲဆုံးတို့အဖွဲ့တွေကအပျော်လွန်ပြီးတော့မူယူကခုံနေကြပါလေဒါဖြစ်သူကတော့သူ့မိရမ်းမူးနေတဲ့အတွက်အဖေဖြစ်တဲ့ ጓ န်ရှိကိုတားခိုင်းပါလေဒါမဲ့ ጓ န်ရှိကတော့ဘာမှပြောပဲသူမိမအဲဆုံးကိုပြုံးပြီးတော့ကြည်နေခဲ့ရှာပါလေဒါကတော့အတင်းုံတားခိုင်းနေကြအောင် ጓ န်ရှိလည်းအဲဆုံးပြုံးနေအောင်ပြောပါစီလို့လွတ်ပေးထားလိုက်ပါလေအဲနောက်မှာတော့ရမ်းမူးနေအဲဆုံးကို ጓ န်ရှိကပဲကြောပို့ပြီးတော့အင်ကိုပြန်လာခဲ့ပါလေ ጓ န်ရှိကတော့အပြုံးမပြတ်ပဲအရင်ကလိုချစ်သူပြောလားဆိုတာကိုပဲသိကျင်နေခဲ့တာပါ အဲဆုံးကလည်းအရန်ကိုပြောနေပြီးတော့ဂွမ်ရှိကအခုဆိုသူမိမကဒူးရွာကြီးမဟုတ်တော့ပဲဒီတိုင်းရွာကြီးဆိုတဲ့နေရာကိုရွာသွားခဲ့ပြီလို့ပြောလိုက်ပါတယ်။အဲဆုံးကတော့ဒူးရွာကြီးလို့ခေါ်ခံနေတော့သူအပြောပြခြင်းသုံးလူကမရှိတော့ဘူးလို့ပြောလိုက်တာပါ။အဲဒါကတော့အဲဆုံးအမေဖြစ်ပြီးတော့ဂွမ်ရှိကတော့စိတ်မကောင်းဖြစ်နေရပါတယ်။အဲဆုံးကငငယ်ကကြောက်စရာတိတ်တွေစီပြန်မသွားခြင်းပေမဲ့ပြန်သွားနိုင်ပင်ဆိုရင်အမေလက်ကိုစုပ်ကိုင်ပြီးတော့နောက်ထပ်ပြောပြခြင်းမသေးတယ်လို့ပြောလိုက်ပါတယ်။အဲဆုံးငငယ်ကလည်းအမေဖြစ်သူကိုသူဘာကြောင့်ဒူးရွာကြီးဖြစ်ချင်တာလဲဆိုတော့ပြောပြခဲ့ဘူးပါတယ်။ ဒီကြုံမမရွာကြီးတဲ့အာနာကြီးတဲ့သူမရှိလာတော့အဲဆုံးကငယ်တုံးမှာသူရွာကြီးဖြစ်တဲ့အတွေ့အကြုံတွေစုဆောင်းမလို့ကြီးလာရွာတကြီးတယောက်ဖြစ်ချင်းခဲ့တာပါအမေဖြစ်သူကလည်းတနေ့ကျရင်အဲဆုံးကိုရွာကြီးဖြစ်အောင်လှုပ်ဖို့နဲ့သူလည်းရွာကြီးရဲ့အမေလှုပ်မယ်လို့ပြောခဲ့ဘူးပါလေအမေဖြစ်သူကတော့သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာအဲဆုံးဒီလိုဖြစ်တဲ့နေ့မှာစုပျော်ဖို့အတွက်ကိုဆုံးဖြတ်ထားခဲ့တာပါအဲနောက်မှာတော့အဲဆုံးကရင်ငုံသမားတွေအတွက်သူလှုပ်ထားတဲ့စံကိတ်တွေကိုပေးလိုက်ပါလေအဲဆုံးကသူ့မယားသူကောင်းစားဖို့ဒီပိုက်ကွန်တွေနဲ့ထောက်ပံ့ခဲ့ရတာလို့ပြောနေခဲ့ပါလေ ရင်ကုန်းသမားတွေကတော့ဒီလိုမျိုးစံကိတ်တွေပေးနိုင်တာကဂွမ်းရဲအကြောင်းပဲလို့ပြောနေခဲ့ပါတယ်။ပြီးတော့ရင်ကုန်းသမားတွေကအဲဆုံးအမေပုံကြည့်နေကြပြီးအခုဆိုရင်သူသမီးအဲဆုံးကသူပြောခဲ့တယ်လို့ပဲတကယ်ကိုရွာကြီးတယောက်ဖြစ်နေပါပြီလို့ပြောနေခဲ့ပါတယ်။ရင်ကုန်းသမားတွေလည်းတကယ်လို့ဂွမ်းသာတူရှိနေမယ်ဆိုရင်ဟောဆန်းတောင်ပတ်ပြီးတော့ဘုံတွေတီးနဲ့သချင်းစိုးနေမှာလို့ပြောရင်းနဲ့သတိရနေကြပါတယ်။အဲ့နောက်တော့ဂွန်မြောင်ကသူ့ကိုလာကြိုးတဲ့ကားနဲ့တေးချလိုက်သွားပါတယ်။ဒါမဲ့ကားပေါ်ကနေရုံပုံလှမ်းပြီးတော့မြင်လိုက်တာကြောင့်ငေးကြည့်နေပါတယ်။ အဲ့ချိန်မှာပဲကောင်မလေးတောက်ကရုံပုံးစီကိုပြေးလာတာဂုံမြောင်မြင်သွားပါလေ။အဲ့နောက်မှာတော့ရုံပုံးပဲခောက်ဆွဲစားနေတော့မှရရင်တို့ကဂုံမြောင်အကြောင်းကိုပြောနေကြပါလေ။တငယ်ချင်းတွေကတော့ရရင်အပေါ်မှာကောင်းပေးတဲ့ဂုံမြောင်ကိုဘာလို့ကောင်းပေးနေရလဲလို့မေးနေပါလေ။ရရင်ကဟိုတနေ့ကသူ့အဖေနဲ့တော့ဂုံမြောင်အကြောင်းပြောပြသေးတယ်လို့ပြောပြပါလေ။ဂုံမြောင်အရင်တုန်းကသူနေခဲ့တဲ့နေရာမှာအတော်ဆုံးဖြစ်ပေမဲ့စိုးကိုရောက်လာတဲ့အချိန်မှာတော့သူ့ကိုယ်သူထူးခြားနေရမယ်မဟုတ်တဲ့အတွက်နေတိုင်းတင်ငယ်နေတာပဲလို့ပြောလိုက်တာပါ။ရရင်ကအဖေဖြစ်သူဟာသူ့ကိုနားလေပေးခိုင်းတာကြောင့်ဒါကလည်းအစင်တန်းပဲလို့ပြောပါရင် ဒါပေမဲ့တကယ်ချင်းတယောက်ကတော့ဂုံမြောက် GPA ကရရင်ထပ်ပို့ပြီးတော့များတာကြောင့်ဒီလိုဖြစ်စရာမရှိဘူးလို့ပြောနေပါတယ်။ရရင်ကတော့၃ညတည်းမှနှစ်ပဲပို့များလို့ပြောလိုက်ပြီးဂုံမြောက်ကြောင့်လည်းအကုန်လုံးကိုပြောနေခဲ့တာပါ။တကယ်ချင်းတွေကတော့ဂုံမြောက်ကပဲဂျပန်ကိုပို့ဖို့အရင်ဆုံးဆုံးဖြတ်ခံရတာလို့ပြောပါတယ်။တကယ်လို့ဂုံမြောက်သားလက်မလျှော့ရင်ရရင်သွားရမှာတော့မဟုတ်ဘူးလို့ပြောလိုက်တာပါ။ရရင်ကတော့သူသားပေါမောက်ခါဆိုရင်လည်းဂုံမြောက်ကိုပဲရွေးမှာဖြစ်ပြီးသူကတော့ဒီတိုင်းတော်မှာနိုင်ငံသားကိုပြင်သာတော်တင်သွားတင်လိုက်လို့ရတဲ့အတွက်ចောင်းနေနဲ့မတတ်နိုင်တဲ့ကလေးကိုကူညီပေးရမှာပဲလို့ပြောလိုက်ပါတယ် တငယ်ချင်းတွေကတော့ဂုံမြောင်းအိမ်လဲအစီအပြေနေပြီးတော့အဖေကလည်းလေကောင်းဆောင်ပဲလို့ပြန်ပြောပါတယ်။ဒါပေမဲ့ရရင်ကတော့ဂုံမြောင်းအဖေကငါးဖန်းလေးကောင်းဆောင်ပဲလို့သာနှိမ့်ချပြီးတော့ပြောလိုက်တာပါ။အဲနောက်ကားပေါ်မှာလည်းကျူရှင်တင်ကြားပြီးတဲ့ဂုံမြောင်းကသူ့ဘေလေထွက်မှာမလို့ရာသီဥတုအခြေအနေကိုကြည့်နေခဲ့ပါတယ်။ဒုံနဲ့တပိတ်မှဂျန်နီရောက်လာပြီးတော့ဂုံမြောင်းကိုမြင်လာတဲ့စိတ်ညစ်နေပါတယ်။ဂုံမြောင်းတော့စိုးလို့တဲ့ဂျန်နီကြောင့်ကျူရှင်ဆီယာမတွေတလားလောက်မခံတဲ့တော့သူ့ကိုရောဘယ်တော့အလုပ်ဖြုတ်မှလဲလို့မေးနေခဲ့ပါတယ်။ဒုံနဲ့ဂုံမြောင်းကအိုဂျန်နီတို့အိမ်ကိုလိုက်သွားပြီးတော့ဇာတင်ပေးလေရှိပါတယ်။ အဲနောက်ဂုံမြောင်ဂျန်နီတို့အိမ်ကလူတွေကကြားကြားမခံပဲအလုခဏခဏထွက်တာဘာလို့လဲလို့မေးပါတယ်တွဲမှာဂျန်နီကတော့မဖြေပဲသူ့ဆရာမဂုံမြောင်စပင်ခွဲပုံကစိုးကမုံမန်းတိတာနေတာကြောင့်ပြင်ခိုင်းလိုက်ပါတယ်အဲနောက်မှာဂျန်နီကအိုးထဲမှာပတ်စံအပြည့်ထဲထားပြီမြေဂုံမြောင်ကိုအလုလုတလောက်ပဲယူသွားခိုင်းပါတယ်အဲလိုနဲ့ဂုံမြောင်တွေ့ဝင်နေတော့မှမအင်ကူအန်တီကြီးကဂုံမြောင်ကိုလက်တဆုပ်စာယူသွားဖို့လာပြီးတော့ပြောပါတယ်အဲနောက်ဂျန်နီမေကတွေ့မယ်ပြောတာကြောင့်ဂုံမြောင်လဲထိုင်ပြီးတော့စောင့်နေရပါတယ် တကယ်တော့ဂျန်နီမေကပညာရေးလုံလောက်လောက်မရှိခဲ့တာကိုနောက်သားရပြီးတော့ကလေးတွေအတွက်အများကြီးကိုမျောလင်းထားတာပါကိုမြောင်ကသူအလုပ်ဖြုတ်ခံပြီးလို့ထင်ပေမဲ့ဂျန်နီမေကတော့ကိုမြောင်မချမ်းသာပြီးမဲ့ညံကောင်းတာကြောင့်ဝင်ခွင့်ကမကြခင်လာမှာမလို့ကိုစားဆောင်ပေးပွဲဝင်ဖြေခိုင်းပါလေအဲနောက်ဂျန်နီမေကကိုမြောင်ပုံပါចောင်းသားကန့်နဲ့ចောင်းသားဆလေးအတုကိုထုတ်ပေးလိုက်ပါလေတကယ်လို့ကိုမြောင်သားကိုစားဝင်ဖြေနဲ့ဝင်ခွင့်ရလို့ရှိရင်ဖြောင်း1300နဲ့စိုးမှာတိုက်ခန်းတစ်ခန်းဝယ်ပေးမယ်လို့ဂျန်နီမေကကမ်းလှမ်းလိုက်ပါလေ အဲ့တော့မှဂွမ်းရှိကနာမည်စီးမှာတမိကိုမတွေ့တာကြောင့်စိတ်ပူသွားပါလေ။ဒါကြောင့်ဘေးမှာရှိတဲ့ယုံဘုံကိုဒီနေရာမှာနာမည်မပါတဲ့သူကအဆောင်နေဝင့်မရတာလားလို့မေးလိုက်ပါလေ။ယုံဘုံကပြန်ပြေတာကြောင့်ဂွမ်းရှိလဲကြည့်တဲ့အခါမှာဘန်းစီကိုင်နာတဲ့စစ်သားကိုတွေ့လိုက်ရတာပါ။ဂွမ်းရှိကတော့စစ်သားကမိန်းကလေးဆောင်ရောက်လာကြောင့်စစ်ဌာနကိုဖုန်းဆက်တိုင်းခြင်းနေပါလေ။တကယ်တော့ဂွမ်းရှိကဝင်ခွင့်ခံထားမှာဘယုံဘုံကိုတွေ့ဘူးပြီးတော့ကြည့်မရဖြစ်နေခဲ့တာပါ။ယုံဘုံကတော့ဂွမ်းရှိကိုဂွန်မြောင်အဖေမန်းအခုမှသတိရပြီးတော့လာနှုတ်ဆက်တာပါ။ ပြီးတော့ရုံမောကဂုံမြောင်းကိုတွေးကျင်တာကြောင့်လင်းစီဘတ်စီးပြီးတော့လာခဲ့တာလို့ပြောပါတယ်။တပတ်မှတော့ဂုံမြောင်းကဒီလိုဝင်ဖြေတာကတရားမဝင်ဖြစ်ပြီးတော့စားတင်တာတော့ခိုးတင်ရတာမလို့လာတဲ့ခါတိုင်းရင်တုံအားချောင်းကိုပြောပြပါတယ်။ဂျန်နီမေကတော့အန်ရယ်ရှိပြီမဲ့စွန်စားစီခြင်းနေပြီးဂုံမြောင်းကမိတာနဲ့ထုတ်ခံမှာကိုကြောက်နေခဲ့တာပါ။ဂျန်နီမေကဂုံမြောင်းဘာတွေဖြစ်နေလဲဆိုတော့သိနေရကြောင်းဖြစ်အောင်လှုပ်စေခြင်းနေခဲ့ပါတယ်။အဲနောက်တိုက်ခန်းထွက်လာတဲ့ဂုံမြောင်းကိုတခုခိုးတယ်လို့တိုင်လိုက်တဲ့အတွက်ပြန်အောင်လာပြန်ပါတယ်။ဒုံနဲ့ဂုံမြောင်းတောင်နောက်တစ်ချိန်ထပ်ပြီးတော့ဆွေးနွေးရပြန်ပါတယ်။ အန်ဒီကတော့ဂုံမြောင်းကြောင့်အဖေပြေးသူကလေလိုက်နေရတာလို့ပြောလိုက်ပြီးတသလုံးဒီတိုင်းပဲလေလိုက်ခိုင်းတော့မလားလို့မေးလိုက်ပါတယ်။ဂုံမြောင်းတော့အဖေမေးကိုတိုက်ခန်းဝယ်ပေးဖို့အတွက်ဒီလိုမျိုးကိုတွေးကြည့်ပြီးတော့မလုံနိုင်ဘူးလို့ပြန်ပြောလိုက်တာပါ။ဂုံမြောင်းကကိုစားတဲ့ဆောင်းပွဲအကြခံလိုက်မယ်လို့ပဲခံယူထားတဲ့သူဖြစ်ပြီးတော့တရားမဝင်တဲ့အလုပ်ကနေတပြားတစ်ချက်တောင်မရှာဖို့အတွက်တင်ပြခံထားတယ်လို့ပါပြောလိုက်ပါတယ်။အဖေရောမေရောကဂုံမြောင်းတိမ်ငယ်ရတဲ့ဘဝမှာနေရတာကိုမကြည့်ရကြဘူးလို့ပြောလိုက်ပါတယ်။ဂုံမြောင်းကသူ့ကိုစားဖြေပေးလို့ဂျန်နီဝင်ဝင်ရရင်သူ့လိုကလေးတယောက်ကကြာသွားမှာမလို့ တကယ်လိုအပ်တဲ့သူဒီလိုပြုတ်သွားတာကိုမကြည့်ရဘူးလို့ပြောလိုက်တာပါပြီးတော့ဂုံမြောင်က Wednesday တော့မပေါင်းတတ်တဲ့ကလေးကို Skype ဘုတ်လောက်တာအစင်းချင်းမယ်လို့နဲ့လို့ဂျန်နီမေကိုပြောလိုက်ပါတယ်အဲကြောင့်ဂျန်နီကလည်းသူတော်တဲ့အရာပဲလုပ်ပြီးတော့နေဝင်ပေးတာကောင်းမယ်လို့ပြောလိုက်ပါတော့တယ်အဲ့ဒါလည်းဂျန်နီအတွက်ဂုံစရာဖြစ်တာကြောင့်ဂုံမြောင်ကအကြံပေးလိုက်တာပါအဲ့ချိန်ဂျန်နီကထွက်လာပြီးတော့အဆိုတော်လုပ်ပါမယ်လို့ဝင်ပြီးတော့ပြောပါတော့တယ်အဲ့လိုနဲ့ဂုံမြောင်ပြန်ဖို့ပြင်ချိန်မှာဂျန်နီမေကမရှိတဲ့လူတွေအားသိကိုဘွင်မင်းနဲ့အကြောင်းကိုပြောနေပါတယ်ဂုံမြောင်လည်းငွေရှိတဲ့သူစီကနေထိုက်တင်းတော့ယူသွားမယ်လို့ပြောပြီး ရွေအိုးတွေကပတ်စံတွေကိုလက်တဆုပ်နှိုက်သွားပါတော့တယ်။အဲနောက်ဂုံမြောင်းသူလာတဲ့ပတ်စံတွေကိုလုံကြုံရင်းကိုအကုန်ထုတ်ပေးပြီးတော့သူတခိုးမဟုတ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။လုံကြုံကလည်းခေါင်းချိန်ပြီးတော့အဲ့မိမောင်အကုန်လုံးကြောက်ပြီးတော့ရှောင်ရရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဂုံမြောင်းလည်းဒီတိုင်းသူ့ဘောညစ်ပတ်လို့ယူလာဖြစ်ကြောင်းလုံကြုံရင်းကိုပြောလိုက်ပါတော့တယ်။အဲနောက်ထွက်သွားတဲ့ဂုံမြောင်းကိုလုံကြုံရင်းကဆွဲပြီးတော့စိန်လက်ဆုပ်ထပ်တောင်းလာကြောင်းဂုံမြောင်းအံ့ဩသွားပါတယ်။တပတ်မှာတော့အဖေနဲ့ယုံဘုံကဂုံမြောင်းစင်းလာကိုစောင့်နေခဲ့ပါတယ်။ဂုံမြောင်းတော့မျက်ရည်တွေကျပြီးတော့

ဒီလိုမျိုး drama series ကိုတင်ဆက်နေကြမှုတဲ့အတွက်ဒီခံပြီးတော့ကြီးစုပေးကြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့မှဒီ series ရောနောက်ထပ်ဇာကားကောင်းတွေတင်ဆက်ပေးမှာဖြစ်လို့ channel ကို subscribe လုပ်ပြီးတော့ဘေးနားအကောင်းဆုံးနှိပ်ထားပေးကြပါဦး။ဒီနေ့မှအစားကနေစုံလီလိုက်ပါကြီးစုအားပေးခဲ့တဲ့ချိန်ပေးကြပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်အန်ခင်မှုပါ။